ငလင်းတာခံစားခဲ့ရတဲ့ပြည်သူတွေအတွက်စာနာကြောင့်စာရီရေးတင်ခဲ့တဲ့ဥရောပကပေါ်လောကသင်းများပထမဆုံးအသင်းကအင်္ဂလန်ပရီးမီးယားလိဂ်ကဘရန့်ဖို့အသင်းဖြစ်ပါတယ်ဘရန့်ဖို့အသင်းကတော့မြန်မာနိုင်ငံမှာပါရေးပဲကြုံကြော Facebook ကနေစာလန်းလန်းရေးလေးရှိပါတယ် Manchester United ဘရန်ဖို့ပြီးတော့နောက်ထပ်တဲ့တင်းကမန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပါတယ်။မန်ယူအသင်းကတော့မြန်မာစာရော အင်္ဂလိပ်စာနဲ့ပါ တင်ခဲ့တာပါ။မန်ယူဖန်အများဆုံးရှိတဲ့မြန်မာနိုင်ငံကပြည်သူတွေလည်းမန်ချက်စတာယူနိုက်တက်ရဲ့ post အတွက်ကြေနပ်နေကြပါတယ်။ PSG အသင်းကလည်းမြန်မာရောအင်္ဂလိပ်စာနဲ့ပါတိတိကျကျလေးရေးပစ်ထားပါတယ်။ PSG အသင်းရေးပစ်ထားတဲ့စာထဲမှာဆိုရင် မြန်မာနှင့်အရှိတောင်အရှာဒေသအတွင်းငလင်ကြောင့်ပျော်ရွှင်ဖွယ်ဖြစ်သည့်ကိစ္စများကြုံတွေ့ရသူများအားကျွန်ုပ်တို့၏စိတ်နှလုံးအကြီးညိုဆုံးခံစားမှုများပေးအပ်လိုက်ပါသည်။ခိုက်ခဲသူများနှင့်အတူကျွန်ုပ်တို့စီလုံးညီညွတ်နေပြီးဒီခက်ခဲသည့်အချိန်ကိုကြော်လွားနိုင်စေရန်အားထားမှုနှင့်ထောက်ခံမှုပေးအပ်လိုက်ပါသည်။နောက်ထပ်ဥရောပဒေသကအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးစပါတော့မော်တဲတွေကလည်းမြန်မာနိုင်ငံကဂလီယထန်သင့်ပြည်သူများတို့အတွက်ဝါနေကျောင်းဆလွာများကို Facebook လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာရှိတင်ခဲ့ကြပါတယ်မြန်မာ National League ရဲ့အသင်းကြီးတင်းဖြစ်တဲ့ Yahoo United အသင်းကလည်းနလင်းဘေးသင့်ပြည်သူများအတွက်ငွေချက်သိန်း1100လူတန်းသွားမယ်ဆိုတဲ့အကြောင်းအတည်ပြုထားပါတယ် နောက်ခတ်လန်ဖုန်ဝါရီယာနဲ့မြမလက်ရွေးစင်ကစားသမမောင်တွေကလည်းငွေကျပ်30ကိုမတီအလှူငွေထည့်ခဲ့ပြီး ငလီတခါပြည်သူတွေကိုစုတန်းဖို့ရှားပုံငွေရှားဖွေနေပါတယ်လက်ရှိမြန်မာနိုင်ငံပါကကြီးကျောက်သေဆုံးသူဦးရေဟာအချိန်နဲ့အမျှတိုးပွားလျက်ရှိပါတယ်အသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်ဖို့နဲ့အိုးအိမ်ပစ္စည်းဆုံးရှုံးသွားသူများကိုကယ်မဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်တာဝန်သိပြည်သူတွေကလှူဖို့တန်ဖို့လုပ်နေချေမြန်မာနိုင်ငံလေးရဲ့ရွှေဖလားပိုင်ရှင်နဲ့ နာကျင်ဆယ်ချမ်ပီယံဖြစ်ထားတဲ့စာရှည်ကြီးတွေ Facebook မှာရေးတင်တတ်တဲ့ Shane Leiter ကတော့ပြန်ဖက်ရန်ကုန် United အသင်းတိန်းတဖောင်ကျော်လှူဒန်းနေချိန်မှာ Jersey တွေ Kick Away ပေးနေပါတယ်။ညွန်နေပြီဟာပြေးဟာ။ဒေဂျွိုးဒေဂျွိုးရရရဒေဂျွိုး